တနင်္ဂနွေသာသမီများအတိုဘာလာ29ရက်မှ နိုဝင်ဘာလာ2ရက်အတွင်းတပတ်စာဘီလင်ဟော့စတန်ဖြစ်ပါတယ်အရင်ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အလုပ်အပြောင်းလဲနေရာအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့အတွေ့အကြုံတွေခံယူချက်တွေဘဝအမြင်တွေစိတ်ကူးညာအိုင်ဒီယာတွေကောင်းသောအပြောင်းလဲတွေဖြစ်လာမယ့်နိမိတ်ပဲဖြစ်ပါတယ်အင်မတန်ကောင်းပါတယ် စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်တဲ့အကျံစီရည်ရွယ်ချက်တွေရတော့ထင်းငော့ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ရသရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ငွေကြေးအကျံစီတွေအောင်မြင်မယ်ငွေကြေးအခက်ခဲရလွမြောက်မယ်အကျွေးတွေကြီးမယ်အကျွေးတွေရမယ်အင်မတန်ကောင်းဆုံးတဲ့မိဘတွေဖြစ်ပါတယ်ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ် အဲ့တော့အခြေအနေပတ်သက်လို့လည်းပဲအင်မတန်ကောင်းနေပါတယ်အဲ့တော့အခြေအနေအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင် ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့အခြေရဲ့ပျော်ရွှင်မှုတွေကြည်နွမှုတွေနားလည်မှုတွေအယူဆခံရမှုတွေနဲ့ကြည်နွပျော်ရွှင်ရင်ခုန်စွာ ဖြစ်တမ်းရမယ်ပန်းလူရောင်တွေလွှမ်းနေတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့တော့တဲ့မတင်မတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့နေနေမရကတောက်ကဆဖြစ်တတ်ပါတယ် အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်။အဲပညာရေးနဲ့ပတ်သက်လို့ကတော့ပညာရေးကံအလယ်လက်ဖြစ်ပါတယ်။အဲ့တော့ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေတတ်ပါတယ်။လူကများများစူးစမ်းအထုပ်ကိုရည်ကြည်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ညာဘက်လက်ဘယ်ဘက်လက်နဲ့ပတ်သက်တဲ့လက်နဲ့ပတ်သက်တဲ့ယောဂများခါနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကစားမယ်ဆိုရင်တော့3965ဖြစ်ပါတယ် အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အပြာယောင်အဖြူယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါ။အာလူးနဲ့။ဘာကြက်ကလည်းစူတောင်းပါ။ရောင်းထွက်ဖို့ရောင်းကောင်းဖို့။ဘယ်နည်းမစိုးဘယ်ချင်းမစိုးလုပ်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာပေါမုံတော့ဘက်တော့လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညက်ခိုက်ကြီးပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ ျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေအမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေကြလာတာသမီများအော်တိုဘာလ29ရက်မှနိုဝင်ဘာလ2ရက်အတွင်းတပတ်စာဘေရင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေရင်ဟော့စတန်ကံဒီမတရားကောင်းမတရားညံ့တော့တယ်ပါတယ်အဲ့တော့ကံညံ့နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာဖို့ရှိနေပါတယ် တော့ကောင်းနေတဲ့သူများကတော့ညံ့တော့တယ်ပါတယ်မညံ့ရလေအောင်အိပ်ရလေးအနေငယ်ပြောင်းပြီးတော့အိပ်ပြီးပါနောက်တစ်ခုကမိမိရဲ့စကူအိုင်ဒီယာတွေဘဝခံယူချက်တွေအတွေးအခေါ်တွေဘဝအမြင်တွေလည်းပဲပြောင်းလဲသွားဖို့ရှိနေပါတယ်အလို့ပြောင်းလဲနေရာပြောင်းလဲတွေလည်းကြုံလာဖို့ပေါ်လာဖို့ရှိနေပါတယ်စီးပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့အမျိုးသမီးတယောက်စီရနေပြီးတော့အကူအညီကောင်းအကြံကောင်းညံကောင်းအစ်ကြီးမမရဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ငယ်နဲ့ပတ်သက်လို့ အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့လို့တဲ့အောင်မြင်ဖို့ရှိနေပါတယ်။ငွေကြေးအင်မတန်ကောင်းနေပါတယ်။ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်။ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်။ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်။ငွေကြေးအကြံစီများအောင်မြင်မဲ့ငွေကြေးအခက်အခဲအကြတရားလွတ်မြောက်မဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ်နမိတ်ဖြစ်ပါတယ်။အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်။ တော့အခြေအနေပတ်သက်လို့ကတော့တဲ့အခြေအစင်မပြေတဲ့သူများဂျားလူတယောက်ကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြေးသားသူများကတော့အရင်တော့ဖြစ်ခဲ့မှုတဲ့ပြဿနာဟောင်းယောဂဟောင်းကိုအကြောင်းပြုပြီးတော့တယောက်တယောက်ကရကရောက်စားလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါလေးတော့အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ်အိမ်တောင်ရင်မိမိရအမှန်နေပါလျှက်နဲ့စကားပြောညင်းခုံဖြစ်ရှင်းရတတ်ပါတယ်စကားပြောညင်းခုံဖြစ်ရှင်းရတတ်တဲ့နမိတ်ပဲဖြစ်ပါတယ် ပညာရေးကံအလဲလက်အမျိုးသမီးတူအကြောင်းနဲ့စိတ်နှောက်ရှက်ဖြစ်ရတဲ့ပါတယ်။သူကများများ ကြိုးစားအထုတ်ဖို့အရေးကြီးပါတယ်။ကျမကြီးကတော့ခေါင်းမူတာမျိုး၊ကိုပူတာမျိုး၊လက်ဖင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ဒါတိတိုးကန်ဆန်းမယ်ဆိုရင်တော့1165ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အနည်းအောင်အဖြူအောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥတို့နဲ့ခောက်ပေးပါဘဲဥပြုဘဇက်ကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမစို့ဘယ်ချင်းမစို့စောင့်နေနိုင်ပါလေရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥပြုနဲ့ခောက်ပေးပါကံကောင်းစေမဲ့ရရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းငါးပွင့်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွတ်ကျော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ် ဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေဗျာအင်္ဂါသာသမီများအော်တိုဘာလ29ရက်မှနိုဝင်ဘာလ2ရက်အတွင်းတပတ်စာဘေဒီဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံနေအပြိုင်ဆိုင်နေအခက်အခဲတွေရှိနေပါတယ်မိမိရဲ့အကြံစီများအောင်မြင်စေဖို့အတွက်သူတစ်ပါးကိုအားကိုးလို့မရပါဘူးကံတရားကိုအားကိုးလို့မရပါဘူးပူပိုင်ညာပူပိုင်ဟန်နဲ့ ်လုပ်ယူမှဖန်တီးယူမှစ조사ယူမှရပါလိမ့်မယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ငန်းနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းနေကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အခွင့်အလမ်းကောင်းတွေအကူအညီကောင်းအဆက်အသွယ်ကောင်းတွေပေါ်လာဖို့လည်းရှိနေပါတယ်အငွေကြေးကံအင်မတန်ကောင်းနေပါတယ်အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့ငွေအစုလိုက်အပုံလိုက်အနည်းဆုံးနှစ်ကျင်ရဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့ငွေကြေးအကျဉ်းစီတွေအောင်မြင်ဖို့ ငွေကြေးအခက်အခဲလုံးမြောက်ဖို့အကျွေးတွေကြေးဖို့အကျွေးတွေရဖို့အတွက်ဆိုရင်အမျိုးသမီးတူးစီကနေပြီးတော့အကြံကောင်းညံကောင်းအကူအညီကောင်းယူလိုက်ပါဒါဆိုရင်ငွေကြေးအကြံစီများပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်အခြေအနေပတ်သက်လို့အင်မတန်ကောင်းနေပါတယ်မိမိချစ်သူနဲ့အတူတဲ့ပျော်ရွှင်စရာခရီးတစ်ခုသွားတတ်ပါတယ်မင်္ဂလာကိစ္စများလည်းစကားပြောတတ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ပျော်ရွှင်မှုတွေနားလည်မှုတွေစိတ်လျှောက်ရင်ခုန်စွာဖြစ်တမ်းရမယ်နိမိတ်ပဲဖြစ်ပါတယ် ိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ပုံမှန်အလဲလက်မှာပဲရှိနေပါတယ်စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေအချို့ရှိနေပါတယ်ပညာရေးကံအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားတာတက်ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကျမကြီးညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများနောက်ရင်ချိုးမာတာမျိုးတတိထားစေလို့ပါတယ်အမျိုးသမီးတွေကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလို့ပါတယ် တော့တီထိုးကန်စားမယ်ဆိုရင်တော့8639ဖြစ်ပါတယ်။ကန်ကောင်းစီမဲ့အယောင်တွေကတော့အနက်ယောင်အဝါယောင်ဖြစ်ပါတယ်။ညာညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါ။တို့စားတဲ့တခွားသီး။ဒါကလည်းဆူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါ။ တော့ကံကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာငွားလို့တစ်ခွက်နှင်းစီပန်းတစ်ပွင့်ဘာရောမစို့တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေခြေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ဒီအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါဘုရားဟူသာသမီများအတူပါလာ29ရက်မှာနိုဝင်ဘာလ2ရက်တွင်တပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံး မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်အမျိုးသမီးတယောက်စီရနေပြီးတော့လည်းပဲအကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အဲ့ဒါအမျိုးသမီးဟာရေနာနီးသောရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့စကားပြောမှားတာမျိုးစကားကြွနာမျိုးစဉ်းရင်းမှားတာမျိုး ဖြစ်တတ်ပါတယ်ရှေ့တိုးအပ်ခက်နောက်ဆိုးအပ်ခက်ရွေးချယ်အပ်ခက်အဆုံးပြတ်ခက်အခြေအနေများလည်းကြုံရတတ်ပါတယ် ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးကအင်မတန်ကောင်းနေပါတယ်။ငွေကြေးအကျဉ်းစီများရရတင်းတင်းဆောင်ရွက်နေပါတယ်။အဲ့တော့ငွေကြေးတွေစုမိဆောင်မိမဲ့ဝန်ထမ်းများငွေတွေလည်းမြဲမဲ့လက်ရှင်မဲ့ငွေအတွက်စိတ်ချမ်းသာပျော်ရွှင်ရမယ်နမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးအကျဉ်းစီများရရတင်းတင်းဆောင်ရွက်လို့ရပါတယ်။အဲ့တော့အခြေအကံလည်းပဲအကောင့်ထဲမှာရှိနေပါတယ်။အဲ့တော့အခြေအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြေပြီးသားသူများကတော့ပျော်ရွှင်စရာ ခရီးသွားတတ်ပါတယ်အိမ်တော်ရေးအိမ်တော်ရေးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာမယ်နှမိတ်ဖြစ်ပါတယ်အစဉ်ပြေပြီးသားသူများကတော့ဘယူးဆက်ခံရမှုတွေနားလည်မှုတွေမျှဝေခံစားမှုတွေနဲ့ကြည်နူးရင်ကုန်စွာဖြတ်သန်းမယ်နှမိတ်ပဲဖြစ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေအစုလိုက်အပေါ်လိုက်ဝင်ခြင်းသမဟုတ်ဘုဒ္ဓံစက်ပစ္စည်းဝင်ခြင်းများလည်းကြောင်းရတတ်ပါတယ်ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ် အကြီးအကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပြီးတော့ဆောင်ရွက်မှာဆိုရင်တော့ပို့ပြီးတော့အောင်မြင်နိုင်ပါလေ။ကျမ်းမာရေးညာဘက်ခြေထောက်နဲ့ညာဘက်လက်နဲ့ပတ်သက်တဲ့ယောဂများ C တွေးနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထိတိုးကန်ဆန်းမယ်ဆိုရင်တော့64 41ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အယောင်တွေကတော့အပြာယောင်အဖြူယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကို ရက်တောင်နဲ့ရက်ခက်ပေးပါရက်တောင်အဲရက်တောင်နဲ့ရက်ခက်ပေးပါရက်ပေးပါဘာသာကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နှစ်ဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခက်ပေးပါအဲ့တော့ကံကောင်းစီမဲ့ရတရားကတော့အိမ်ဖျားမှာစွန်း၃ပကံလှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေခြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲကျော်ပါစေကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ် အားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်းစေများကြာသာပရိသတ်သမီးများအော်တိုဘာလ29ရက်မှ နိုဝင်ဘာလ2ရက်အတွင်းတပတ်စာဘေဒင်ဟော့စတယ်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာလို့ရှိနေပါတယ်အလုပ်အပြောင်းလဲနေရာအပြောင်းလဲတွေကြုံလာလို့ရှိနေပါတယ်မိမိရဲ့အတွေ့အကြုံများခိုင်ဉ္ဇများဘဝအမြင်တွေ ကောင်းသောအပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။စိတ်ကူးကြံကောင်းဉာဏ်ကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။ရေနာနှီးသောနေရာကိုလည်းခရီးသွားတတ်ပါတယ်။စီးပွားရေးအလုပ်ကနေပတ်သက်လို့လည်းပဲအင်မတန်ကောင်းနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့အကွင်လန်းကောင်းတွေအကူအညီကောင်းတွေအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။ကြီးမားတဲ့ကောင်းတဲ့အလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။ငွေကြေးအလုပ်တိမီဒီယာကိုအကြောင်းပြပြီးတော့ငွေတွေအစုလိုက်အကွင်လန်းရဖို့ရှိနေပါတယ်။ မိမိရဲ့ငွေကြေးအကျဉ်းစီများအောင်မြင်ဖို့ငွေကြေးပြခက်ရလုံမြောက်ဖို့အကျွေးတွေကျေဖို့အကျွေးတွေရဖို့အတွက်အမျိုးသမီးတစ်ယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများနဲ့မျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီးတော့အောင်မြင်ပါလိမ့်မယ်။အဲဒီကအမျိုးသမီးဟာရေနာနီးသောအမျိုးသမီးပဲဖြစ်ပါတယ်။အခြေရေးအမျိုးသမီးတစ်ယောက်ကြားဝင်ပြီးတော့ချုပ်တက်ပါတယ်။အဲဒီကအမျိုးသမီးဟာရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။လက်ဖက်ရည်အအေးအရက်ဘီယာစီစသဖြင့်အဲဒီက အလုပ်တွေနဲ့ပတ်သက်တဲ့အမျိုးသမီးရာဝင်ပြီးတော့နှောက်ရှက်တတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်အိမ်တော်ရဲ့အိမ်တော်ဘက်ရဲ့ဖုံးကွယ်မှုဟန်ဆောင်မှုလင်ညာမှုခံရတတ်ပါတယ်မိမိကိုယ်တိုင်လည်းပဲအိမ်တော်ဘက်ရဲ့အပေါ်ကို ဖုံးကွယ်မှုတွေဟန်ဆောင်မှုတွေလောက်ဝတ်တတ်ပါတယ်အဲ့တော့ဖုံးကွယ်ခြင်းဟန်ဆောင်ခြင်းရွေးချော်ခြင်းများထုံမှုနေသောနမိတ်ပဲဖြစ်ပါတယ်ပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်မိမိရည်မှန်းထားသလောက်ပဲအောင်မြင်မှုရှိနေပါတယ် ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေတတ်ပါတယ်။အဲတော့ပညာရေးကိုအယုံဆိုင်ဖို့ဖြစ်ပါတယ်။ဈာမကြီးချက်တော့ခါဒူးကောင်းတဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ဒီတို့ကစမ်းမှန်ဆိုရင်တော့ဖြစ်သုံးဖွင့်ချောက်ဖြစ်ပါတယ်။ပြန်ကောင်းစေတဲ့အယောင်တွေကတော့အနီရောင်အနက်ရောင်အချူရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းတဲ့ပစ္စည်းများကို ။သတင်းစာနဲ့ရက်ကပ်ပြီးပါ။သတင်းစာနဲ့ရက်ကပ်ပြီးပါ။ရိုက်ပြီးပါ။ဒါဆက်ကလည်းစူတောင်းပါ။ရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစောင့်ရနေပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ကပ်ပြီးပါ။အဲ့တော့ကံကောင်းခြင်းမဲ့ရေဒီယာကတော့အိမ်ပြားမှာလက်ဖက်ရည်နှစ်ခွဲအထူရောင်ပန်းနှစ်ပွင့်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေခြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ ခင်အားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြတောက်ကြတာသမီးများအော်တိုဘာလ29ရက်မှာနိုဝင်ဘာလ2ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်မိမိရဲ့အကြံစီများရည်ရချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။ရေနာမိသောနေရာကိုလည်းခီးများသွားဖို့ရှိနေပါတယ်။ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အလုတ်ပြောင်းတဲ့နေရာအပြောင်းလဲ ောင်းသောအပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်။ထွက်နေတဲ့ရွှေငွေပစ္စည်းများအခွင့်အရေးများလည်းပြန်ရဖို့ရှိနေပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ပိုင်းနဲ့ပတ်သက်လို့လည်းပဲကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့ကောင်းတဲ့အကောင်းရလေအောင်မိမိရဲ့အလုပ်ခန်းမှာရုံးခန်းမှာဆိုင်ခန်းမှာရှိတဲ့ပစ္စည်းအချို့ကိုနေရာလေးပြောင်းရွှေ့ပေးပါ။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ထွက်နေတဲ့ရွှေတွေငွေငွေတွေပြောင်းဝင်လာဖို့ရှိနေပါတယ်။ လူကြီးတယောက်ကိုအကြောင်းပြပြီးတော့လဲငွေအစုလိုက်အပုံလိုက်ရဖို့ရှိနေပါတယ်အဲ့တော့ငွေကြီးအခက်ခဲအကြက်တရားလုံများဖို့ငွေကြီးအကျန်စီတွေအောင်မြင်ဖို့အကျွေးတွေကြီးဖို့အကျွေးတွေရဖို့ဆိုရင်လူကြီးတယောက်ရဲ့အကြံဉာဏ်အကူအညီယူပါလူကြီးတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုရင်တော့အောင်မြင်ပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့တော့တဲ့နားလည်မှုတွေမျှဝေခံစားမှုတွေဂရုစိုက်ခံရမှုတွေနဲ့စိတ်လှုပ်ရှားရင်ခုန်သွားကြည်နူးစွာ ြတ်တမ်းရမယ်အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့အဲအလဲလက်မှာမရှိနေပါတယ်။အကောင်းလည်းမရှိပါအဆိုးလည်းမရှိပါပုံမှန်လေးပဲရှိနေပါတယ်။ပညာရေးကံလူကများများစူးစမ်းအထောက်ဖို့ရည်ကြီးပါတယ်။ဆရာသမားအကြီးအကဲတွေရဲ့အကူအညီကောင်းအကြံဉာဏ်ကောင်းများယူဖို့လည်းရည်ကြီးပါတယ်။အဲ့တော့ပညာရေးကံအနေနဲ့အလဲလက်မှာမရှိနေပါတယ်။ ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့အရင်တုန်းကဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများပြန်ပေါ်လာတတ်ပါတယ်အထူးသတိထားစီလိုပါတယ်အဲ့တော့တီထိုးကစားမယ်ဆိုရင်တော့6634ဖြစ်ပါတယ်ကံကောင်းစေတဲ့အရာတွေကတော့အနည်းရောအဝါရောအနဲ့ရောဖြစ်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစက်သွန်အနည်းနဲ့ခောက်ပြပါစက်သွန်အနည်းဒါစက်ကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစက်သွန်အနည်းနဲ့ ဖောက်ပေးပါအဲ့တော့ကံကောင်းစေမဲ့ရေရရကတော့အိမ်ဖျားမှာအုံးသီးပါတဲ့မုတ်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြည်ပြပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေ ခိုင်စေပါနေသားသမီးများအော်တိုဘာလာ28ရက်မှာနိုဝင်ဘာလ2ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ် သူများကိုကူညီနေရတဲ့ကိစ္စတွေနဲ့အလုပ်တွေနဲ့များနေတတ်ပါတယ်။သူတပားကြောက်တွန်းတာမျိုး၊ပွေရမှာမကောင်းပြောတာမျိုး၊မကောင်းကြံတာမျိုးလည်းခံရတတ်ပါတယ်။အထူးသတိထားပြီးတော့ဖြစ်တန်းစီလိုပါတယ်။မိမိရဲ့အကြံစီတွေရွေးချက်တွေဟာပြင့်ငော့ကြံ့ကြံ့ပြီးမှအောင်မြင်ပါလိမ့်မယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိန်းနဲ့ပတ်သက်လို့စီပွားရေးအလုပ်အစမပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြေပြီးသားသူများကတော့ မတင်မတ်တဲ့အခက်ကလေးတွေပြဿနာလေးတွေပေါ်တက်ပါတယ်အဲ့တော့စီဝိုင်းနဲ့ပတ်သက်လို့အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ညံ့သွားတတ်ပါတယ်မညံ့ရလေအောင် ကို့ရုံးခန်းမှာရှိတဲ့ဆန်ခန်းမှာရှိတဲ့အလုပ်ခန်းမှာရှိတဲ့ပစ္စည်းလေးအချို့ကိုနေရာပြောင်းပေးလိုက်ပါငွေကြေးကံအင်ပဒံကောင်းနေပါတယ်အဲ့တော့ရသက်ရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးသက်ရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးအကျံစီများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ် အဲ့တော့အချင်းနဲ့ပတ်သက်လို့ကတော့လူ၃ယောက်ဂျောင်းဝင်ရှုပ်တတ်ပါတယ်လူ၃ယောက်ကိုအကြောင်းပြပြီးတော့မိမိတို့၂ယောက် အစင်မပြေမှုကတောက်ကစားတွေဖြစ်တတ်ပါတယ်လူ၃ယောက်အတွဲကိုဖိတ်ထားပါအိမ်တော်ရင်ကံကတော့အိမ်တော်ရင်အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့မထင်မဲ့တဲ့ပြဿနာတွေပေါ်လာတတ်ပါတယ်အဲ့တော့အထူးသတိထားပြီးတော့ဖြတ်တန်းစီလို့ပါတယ် ညာရေးကံကတော့အင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ဝမ်းပိုင်နဲ့ပတ်သက်တဲ့ယောဂများနောက်ကျောနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလို့ပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထီတိုးကန်ဆန်းမှန်ဆိုရင်တော့6 8 8ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်တွေကတော့အနှစ်ယောင်အဖြူယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုပလင်းကလုံးနဲ့ခောက်ပေးပါပလင်းတင်းသေးလေးပေါ့နော်ခောက်ပေးပါပေါ်ပေါ်လေးခောက်ပေးပါမစက်ကလည်းစူတောင်းပါရောင်းထွက်မှုရောင်းကောင်းမှုဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ပေါ်ပေါ်လေးခောက်ပေးပါအဲ့တော့ကံကောင်းခြင်းမဲ့ရေရကတော့အိမ်ဖျားမှာနန်းကြီးတို့လှူဒန်းပြီးတော့စူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။ ကဲနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေကြ